ဆော့လော်မျိုးနယ်လန်ဆယ်ကျေးရွာအနီးပတ်ဝန်းကျင်မှာတိုက်ပွဲငြိမ်သက်နေတာနှစ်ပတ်ခန့်ရှိနေပြီဖြစ်ပေမဲ့စစ်ကော်မရှင်တပ်ဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတယောက်သေဆုံးပြီး၄ယောက်ထပ်မံထိခိုက်ဒဏ်ရာရတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားတာပါရှင်။ဒီကရက်အောက်တိုဘာ၁၀ရက်နေ့မွန်လွယ်ပိုင်းကစစ်ကော်မရှင်တပ်ဟာပချင်ပြည်နယ်ဆော့လော်မျိုးနယ်လန်ဆယ်ရွာထဲဘုံကျဲခဲ့တာကြောင့်ရဲသားပြည်သူသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါဗျ။လန်ဆယ်ရွာမှာကြာတာ ရဲသားတယောက်တော့ဆုံးသွားတယ်။ထိခိုက်ဒဏ်ရသူတွေလည်းများတယ်။ပွဲချင်းပြီးတော့မဟုတ်ဘူးဆုံးတာ။ဒဏ်ရာပြင်းထန်လို့ညနေ၄နာရီခွဲလောက်မှဆုံးသွားတာ။ပြည်သူတွေနေတလုံးကတော့မီးလောင်သွားတယ်။အိမ်တလုံးကတော့တဝက်လောက်လောင်သွားတယ်။ခုပေါ်နာပိုက်ချီလာလို့တာ။စစ်တမလာ၂၂ရက်နေ့ကလေလက်ဟဲစင်တောင်ကုန်းတိုက်ပွဲပြင်းထန်ချိန်စစ်ကော်မရှင်တပ်ကလမ်းဆယ်ရွာထဲကိုပုံကျဲခဲ့တာကြောင့်ကလေးနှစ်ယောက်အပါအဝင်၃ယောက်တိစုံခဲ့မှရင် စစ်ကော်မရှင်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာ19ရက်နေ့ကစပြီးလန်ဆယ်ဒေတာရဲ့အဓိကခန်းတပ်စကန်ကုန်ဖြစ်တဲ့ KIA တင်ပိုက်ကြတဲ့လဟဲစင်တပ်စကန်ကိုပြည်သူစစ်တပ်ပေါင်းစုတွေနဲ့အင်အား600ခန်းနဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးမြင်ပြင်းနဲ့ဝေဟင်ကပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစက်တင်ဘာလ23ရက်နေ့အထိ9ရက်ဆက်တိုက်ခေါလံဖူးနဲ့လန်ဆယ်ကြတိုက်ပွဲပြင်းထန်ခဲ့ပြီးလဟဲစင်စကန်မြောက်ဘက်ခြမ်းကကုန်းကျောင်းကိုဝင်ရောက်နေတဲ့ဘူတာအုံချေလင်တဲ့ရင်ခလာရ138ပြည်သူစစ်တပ်ဖွဲ့နဲ့ပြည်သူစစ်စစ်မှုထမ်း စုပေါင်းအင်အား600ခန်းကိုစက်တင်ဘာ23ရက်နေ့ကကိန်းပပောင်းတပ်တွေတင်ပိုက်လိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ပေါင်းစုတွေဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆုတ်ခွာသွားတဲ့ခေါလံပူချာနေပြည်သူစစ်နယ်စစ်ကော်မရှင်တပ်တွေက KYA နဲ့မင်းမွေးအကွာဝေးမှာပဲစခန်းချနေဆဲဖြစ်တယ်လို့သိရပါတယ်။ဟုတ်ရထင်ကိုလေထင်းနုတ်မတ်အကရငါတိုင်ထင်းကိုမရအန်တီတန်လာကိုအန်တီမကတဲ့နန်နီတန်လာကိုဆဲရရောင်း အဲ့နာကသူတို့စစ်ကြောင်းထိုးလာတော့ငါစခန်းတွေကျွန်တော်တို့တင်းလိုက်တဲ့နောက်သူတို့နည်းနည်းနောက်ဆုတ်သွားတာပေါ့သူတို့ပြန်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းကြားရတယ်။တခြားတော့မသိရသေးဘူး။စောင့်ကြည့်တဲ့အနေအထားပေါ့။ဒါတခုပဲ။ဝင်နောက်ဟိုစတမချခတ်တယ်။ငါကရဲစစ်ကော်မရှင်တန်းနဲ့ပြည်သူစစ်ပပေါင်းတပ်တွေလှုပ်ရှားလာတဲ့လာဟင်စင်ရှေ့တန်းစခန်းဟာခေါလံဖုံးမြို့နယ်အကျွတ်အရေးပါတဲ့စခန်းဖြစ်တဲ့အပြင်အဲ့ဒီလမ်းကြောင်းကနေစစ် လန်ဆယ်ရွှေမော်ဒီရာနဲ့လန်ဆယ်ကနေတဆင်ជីဖွေပံဝါဘက်အထိကုံချောင်းနဲ့ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ကချင်ပြည်နယ်ជីဖွေခရိုင်ဆော့လုံမြို့နယ်ရွှေထွက်ဒေသဖြစ်တဲ့လန်ဆယ်မြို့တစ်ခုလုံးကိုကချင်လူလည်ရေးတက်မတော် KAI နဲ့ပေါင်းသက်တွေက2024ခုနှစ်နိုဝင်ဘာဆယ်ရက်နေ့ကတင်ပိုက်ထားနိုင်ခဲ့တာပါ။ခေါလံဖူးပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူးပေါင်းသက်တွေအင်အားစုပေါင်း 80ဝန်းကျင်ထိုင်ထားတဲ့လာဟင်စင်ရှေ့တန်းစခန်းကိုတော့ကင်းရင်နဲ့ပပောင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလထဲတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျမဟနာပါ။